ဒါမင်္ဂလာပါပရိသတ်တွေအမေဆက်စကားလေးပြောပြပါအောင်ရှင်မင်္ဂလာပါရှင်ကျမဒေါက်တာလော်ရောပါ Pan Aesthetics ရဲ့ CEO and Founder ပါရှင် ကယ်အဲ့တော့ဒေါက်တာနဲ့ပတ်သက်ပြီးတော့ကိုရီဟိုမြို့သမီးလူကြီးရဲ့ကိုစားရောမြန်မာနိုင်ငံသားတယောက်အနေနဲ့ရောဂရုနေတဲ့အကြောင်းအရာလေးတခုကြားသိထားရပါတယ် globally ကို international ရတကယ်ကိုနာမည်ကြီးတဲ့မီဒီယာတွေကဒေါက်တာစီချိတ်ဆက်ပြီးတော့အဲ့လို interview လေးတွေပေါ့နော်တွေ့ဆုံပြီးတော့မိထားတယ်ဆိုတဲ့အကြောင်းအရာလေးကြားသိရတော့လေအဲ့ဒီကြောင့်ကိုရိုင်းလဲတအားကျင့်နေပြီးတော့လဲဂုံယူရတယ်အဲ့တော့ဒေါက်တာနဲ့တွေ့ရင်တော့ဒီကြောင်းလေးအရင်ဆုံးမိမယ်လို့တွေ့ထားတာဆိုတော့လေဘယ်လိုမျိုးချိတ်ဆက်ပြီးတော့တို့အနေနဲ့ဆက်သွယ်လာရတယ်ဆိုတဲ့အပိုင်းလေးဒေါက်တာတစ်ချက်လောက်ရှင်းပြပေးပါအောင်ရှင်အော်ဟုတ်ကဲ့ပါဟုတ်မာဒီ global media အကြီးကြီးတွေပေါ့နော်သူတို့လှမ်းပြီးတော့မောင်း interview ခြင်းနဲ့မြန်မာပြည်ကသူတို့အရင်တစ်ချိန်တုန်းကတိထားတဲ့ aesthetic industry ဆိုတာကလွန်ခဲ့သော9နှစ်10နှစ်ဆိုတာကသေးတယ်ပေါ့အခုကျတော့အချိန်တိုတွင်မှာ အကြီးဖြစ်လာတယ်ဆိုပြီးတော့သူတို့ကလည်းအရန်စိတ်ဝင်စားတယ်ပြီးတော့ဒီ aesthetic ထဲမှာဆိုလို့ရှိရင်လည်းသူတို့စိတ်ဝင်စားတာကိုဖြစ်နေတဲ့တူတယ်ဆိုတော့သူတို့လှမ်းပြီးတော့ချိတ်ဆက်ပြီးတော့ email တွေပို့ပြီးတော့မေးချင်ပါတယ်ဆိုပြီးတော့မေးပြစ်သွားတယ်မှလည်းဖြေပြစ်သွားခဲ့တယ်ပေါ့နော်ဒီရှေ့မှာဆိုလို့ရှိရင်လည်းဟိုအလားတူဟွာလေးလည်းရှိတော့လေဒီ aesthetic မှာဆိုလို့ရှိရင်အာ လွန်ခဲ့သောနှစ်နှစ်ကဆို Hall of Fame ဒါစင်ကာပူကပေးတဲ့ဟိုမြန်မာပြည် aesthetic ရဲ့တကယ်ကို beauty and wellness ပေါ့နော်အဲ့ category တွေကပေးမယ်လို့သူတို့ကြီးတော့လဲပထမအဆုံးနေနဲ့ဆိုလို့ရှင်မောင်ရွေးချယ်ခဲ့သလိုဂျပန်သတင်းမီဒီယာကနေလဲပထမအဆုံးဖော်ပြရေးသားခံရတာမျိုးတွေကိုရီးယားတန်တမန်ရေးရာကနေလဲဒီမြန်မာပြည် powerful ဖြစ်ဆုံး business woman တွေတဲ့အမှာတန်ယုံကနေချိတ်ဆက်ပြီးခေါ်တော့ဆိုလဲအမှာပထမအဆုံးသွားခဲ့ရတယ်ဟုတ်ဆိုတော့အဲ့လိုမိုနာကို မှာလည်း aesthetic ပွဲအကြီးလို့တောင်းဆိုလို့ရှိရင်လည်းအမဖိတ်ကြားခံခဲ့ရရဆို aesthetic နဲ့ပတ်သက်လာရင်သူတို့ကိုအရင်ဆုံးတရိယာရယ်ပြေးမြင်အောင်လည်းလို့ထင်ပါတယ်ဟုတ်ဒီတစ်ခေါက်တယ်ဟုတ်ဒီတစ်ခေါက်လည်းအဲ့လိုဖြစ်သွားတယ်ထင်ပါတယ်ကမ်းမီတော့အမလည်းဖြစ်ဖြစ်သွားခဲ့တယ်ဟုတ်ကဲ့ဟုတ်ကဲ့အကောင်းကြီးရတယ်ပါဟုတ်ပါဟုတ်တယ်ကျွန်တော်ဒါခင်ပြုံးမဒီအဆီဇင်ကလည်းအမျိုးသမီးတို့အတွက်ဒါအဆီဇင်တစ်ခုဖြစ်တဲ့အတွက်ကြောင့်လေဒါတော့အခုလိုမျိုးဒါဖိတ်ကြားပြီးတော့ဟိုဒီဒါ globally အနေနဲ့ international န်ရှင်နယ်မှာရှိတဲ့မီဒီယာကြီးကနေပြီးတော့အာအင်တာဗျူးတွေလုပ်တယ်နောက်ပြီးတော့ activities တွေမှာဒေါက်တာအနေနဲ့ပါဝင်တယ်စုရည်လည်းအများကြီးရဆိုတော့တကယ်လို့လေဒေါက်တာအတွက်ဂုဏ်ယူပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါကျွန်မလေးဟုတ်အဲ့တော့ဒီ aesthetic နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီ အခုဒီနောက်ပိုင်းမှာတော့မဟုတ်တော့ aesthetic ကတဖြည်းဖြည်းနဲ့ရေပန်းစားလာအခုဆိုရင်တော့ပေါ့နော်အာဒါအလှပနဲ့ပတ်သက်ပြီးတော့ main ကလေးတိုင်းကကိုကိုကိုဟို self love အနေနဲ့ပေါ့နော်အဲထိမ့်သိမ့်မှုအတွက်အားလုံးကဒီ knowledge ကိုကောက်ကောက်မှုမှသိလာကြတယ်အဲ့ဒီအတွက်ကြောင့်ဒီလိုမျိုးအလှပထိမ့်သိမ့်မှုအတွက်ကိုဒီ aesthetic treatment အနေနဲ့ပတ်သက်ပြီးတော့လဲဒါကိုအကျိုးရှိရှိအသုံးချလာကြတယ်လို့ဆိုနေထင်တယ်ပေါ့နော်အာဒါကလည်းဟိုဒေါက်တာတို့လိုမျိုးတကယ်ကိုတက်သည့်နားလေတဲ့ဆရာဝန်တွေကနေပြီးတော့မှ aesthetic treatment နေရဲ့ကောင်းကျိုး တွေနံပါတ်1 industry ကိုတိုးတက်အောင်လှုပ်ဆောင်ချက်တွေကလည်းအများကြီးအရေးပါမယ်လို့ထင်တယ်ပေါ့နော်အဲ့ဒီအတွက်ဒေါက်တာအနေနဲ့ပေါ့နော်ဒါရင်းနဲ့ပတ်သက်ပြီးတော့လည်းပြပြပေးပါအောင်ဟုတ်ကဲ့ပါညီမလေးဟုတ်ဒါဟိုအရင်မတို့ဒီလောကတွေကိုစဝင်ခဲ့တဲ့အဆောင်လုံးကြီးစတော့အောင်ဆိုလို့ရှင် aesthetic clinic ဆိုတာလည်းဒီလိုတကဘာတနိုင်ငံလုံးကြီးပေါ့နော်အမျိုးမျိုးအနေနဲ့မှာရှိနေခဲ့တာမျိုးမဟုတ်ဘဲနဲ့ရန်ကုန်မှာတောင်မှ လက်ကလေးတစ်ဖက်စာပဲ၄၅ခုပဲရှိခဲ့တာလက်ချိုးကြီးလက်ချိုးကြီးလိုရတာကိုရှားတယ်ပေါ့နော်ဘာဖြစ်လို့လဲပေါ့မအားတော့ကိုဝင်လာတဲ့ industry တခု develop ဖြစ်သွားပဲမြင်ချင်းတယ်ဘာဖြစ်လို့ဒီလိုမျိုးအော်ဖြစ်နေရလဲလို့ကြည့်လိုက်တော့တကယ်တော့ demand နဲ့မရှိတော့ supply မရှိတာ။ဆိုတော့ဟာဒါဆိုတော့ငါ demand တက်အောင်လုပ်ပေးမယ်။ demand တက်အောင်လုပ်ပေးမယ်။အဲ့လိုဆိုလို့ရှိရင် supply လည်းတက်လာမယ်။အော်ဒီ industry ခုခုမှတို့မြင်နေရတဲ့အတိုင်း တောင်းတောင်းတင်းတင်းခိုင်ခိုင်မာမာဖြစ်ပေါ်လာမယ်လို့အမဒါသုံးသက်ခဲ့တယ်သုံးသက်ခဲ့ပြီးတော့အာလူငယ်တော်ဆယ်နှစ်ကတည်းကစပြီးတော့ငါဘယ်လိုလုပ်ရမလဲအဲ့တုန်းကဆိုဆိုရှယ်မီဒီယာမှာဒီလိုတက်ပြောရဆိုဘယ်လိုမှဘူးမှမတက်ပြောဘူးဟိုအထူးသဖြင့်ဆရာဝင်လေးအနေနဲ့ဆိုလို့ရှိရင်ရှက်တယ်ပေါ့နော်ဆိုတော့အဲ့အချိန်မှာမလေဒီ aesthetic ကိုလူတွေရဲ့ဘယ်လိုပြောဘယ်လိုပြောဘယ်လိုပြောရမလဲဆိုတော့ကြောက်စိတ်တွေကအရင်ကြီးဆိုးနေခဲ့တယ်အမ် rumors တွေပေါ့နော်အာဒီလိုမျိုးထိုးလို့ရှင်ဒီလိုမျိုးကြီးဖြစ်သွားမယ်အာပိုတောက်ဆရာရဘလို့ကြောက်စရာကောင်းတာပေါ့လို့အဲအဲ့လိုမျက်နှာဖောတွတ်တွတ်ကြီးဖြစ်သွားမယ်လှုံမရပြုမြခိုင်သွားမယ် ਨੇ သူတို့ကသူအရက်စကားတွေပြောရင်းနဲ့သူတို့ကသူတို့ကြောက်နေတယ်အဲအဲ့လိုမျိုးတွေဖြစ်ပြီးတော့ဘာပဲလုပ်ကြလဲဆိုတော့အိုက်ခက်ကမတို့စောက်ဝင်တော့ပြောမယ်ဆိုရှင်ဝက်ဆန်ရဲတင်းတိတ်ရဲအနေရွေ့ရဲဆက်ဆိုလဲလေစာတွေကြောက်လို့ IPL လောက်ပဲပြည့်ခန့်တယ်အဲ့လိုခက်လေးမှာ ဟာဘိုတောဆိုတာကြီးကြောက်နေတဲ့ချိန်နဲ့ filler ဆိုတာကြီးကြောက်နေတဲ့ချိန်မှာအဲဆိုလို့ရှိရင်တော့ငါသူတို့ကိုဘယ်ဟာကတော့ကြောက်เสียอ่ะဘယ်လိုဆိုရင်တော့ကြောက်เสียမှာမဟုတ်ဆိုတာငါပြောပြမယ်ပေါ့အဲတကယ်တကယ်တော့လေဟိုလူတွေရဲ့တကယ်ဟို0 0ကနေပြီးတော့အပေါင်းလက္ခဏာရအောင်လုပ်ခဲ့ရမှာမဟုတ်ဘူးအနှုတ်လက္ခဏာကနေစပြီးတော့လေတကယ်ဟိုအပေါင်းလက္ခဏာဖြစ်လာအောင်အများကြီးလုပ်ခဲ့ရတယ်ဗီဒီယိုပေါင်းမြောက်များစွာလုပ်ပြီးရဲ့အချိန်မှာ အဲမစိုးပေါ့သူတို့ရဲ့သူတို့ရဲ့ mentality လေးပြောင်းလာတယ်ပြောင်းလာပြီးတော့အလှပဆိုဩဒါကြတော့အဲ လုံးလို့ရှိရင်အားသာချက်တွေအများကြီးရှိတယ်မမှန်ကန်လုံးလို့ရရဲဆိုတော့လူတွေကတည်လာပြီးတော့အခုခေတ်လိုမျိုးလေးတွေဖြစ်ပေါ်လာတယ်ကိုကဥဆောင်ပြီးလုပ်တော့လဲနောက်ပိုင်း junior doctors တွေကလည်းလိုက်ပြီးတော့ဒါပြောလာတယ်ဆိုတော့အခုလိုပို့အဆင်ပြေလာတယ်လို့မြင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါတကယ်ကောင်းတယ်နော်တကယ်ကောင်းတယ်အဲ့ knowledge ကိုလည်းလေအဲ့လိုမျိုး video တွေကနေစင်ဒေါက်တာဆိုလည်းအမြင်နဲ့ရှင်းပြရတယ်ဆိုတော့လေကျွန်တော်တို့လည်းနားထောင်ပြတယ်အဲ့ခါကျမှလည်းရှင်းရှင်းလင်းလင်းသိရတာပေါ့နော်ပြီးတော့လည်းကိုကိုအနေနဲ့လည်းကိုအလကိုဘာပဲပြောလဲလှကျင်တယ်လေမိန်းကလေး ေးဆိုတော့လေကိုဆိုလည်းဘယ်လိုမျိုးလှောင်ပြင်ခြင်းလဲဆိုတာပုံမူတည်ပြီးတော့ပေါ့နော်ကိုကတော့ဗာလေးနဲ့တော့ဘယ်လို treatment လေးယူလိုက်မယ်ဆိုရင်ပိုလာမှာပဲဆိုရဲအဲ့လိုစိတ်ကူးလေးတွေတော့ main ကလေးတွေမှာရှိလာကြတယ်လေအဲ့လိုဖြစ်လာတဲ့အတွက်ကြောင့်ဒါတော်စီလာခဲ့ရတာပေါ့နော်ဟုတ် အဲ့တော့ဒေါက်တာရဲ့အခုလိုမျိုးစူးစမ်းအားထုတ်မှုတွေကအလှပဟိုချစ်မြတ်နိုးတဲ့သူတွေခုအလှပဆိုတာအတက်ကိုဒီလို aesthetic ကကိုရီးယားလေ personal grooming အတွက်အများကြီးထောက်ပံ့ပေးနိုင်တာဖြစ်တဲ့အတွက်เนาะဒါတွေကကျေးဇူးတင်မှုကောင်းပါတယ်တကယ်ကျေးဇူးပါဒေါက်တာဟုတ်ကဲ့ပါရှင်မိကလေးတွေကသူတို့ကိုသူတို့လှလှလေးနေရမယ်အော်ဒါ8ဆိုတာ number တစ်ခုပဲလို့သတ်မှတ်လိုက်တဲ့အထီကိုဒါအကုန်လုံးက aesthetic နဲ့ရင်းနှီးလာကြပြီပေါ့เนาะဆိုတော့ဒါဒါကလည်းဒါဒေါက်တာတို့အများကြီးစူးစမ်းခဲ့တာလည်းပါမှာပေါ့เนาะဆိုတော့ခုနပြောသလိုဒေါက်တာတို့ကရှေ့မှာအများကြီး င်းကြိုးစားပန်းစားနဲ့ဒီ aesthetic industry ကိုဟိုဒါ improve ပြအောင်လောက်လာတဲ့နဲ့အများလူတွေကဒီပေါ်မှာအရင်စိတ်ဝင်စားလာကြရပေါ့နော်အခုဆိုတော်တော်လေးဟိုမှာရင်းရင်းနှီးနှီးရှိကြရတခုခုဆိုလို့ရှိရင်လည်း aesthetic အဲစေကန်းသွားတယ်အလှပနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ့်ပြုပြင်နေဆိုတာကိုလူတွေကစိတ်ဝင်စားမှုအများကြီးမြင့်တက်လာကြရပေါ့နော်အဲတစ်ချိန်တည်းမှာပဲမြို့တော့ဒီ aesthetic industry ထဲမှာဒီ ိုပညာရှင်လို့နာမည်ခံထားပြီးတော့တကယ်မကျွမ်းကျင်တဲ့သူတွေနောက် clinic တွေမှာဆိုလို့ရှိရင်လည်းဟို quality မပြည့်မီရဲ့အည်သွေးမပြည့်မီရဲ့ဒါဆေးတွေဒါမျိုးတွေလည်းတွေ့လာရတယ်ပေါ့နော် product တွေတွေ့လာတော့အာဒါနဲ့ဆက်ဆက်တဲ့ case တွေကလည်းမျိုး line ပေါ်မှာအများကြီးပဲဒါတွေ့လာတော့လူတွေကတစ်ဖက်ကယုံကြည်မှုစပြီးတော့ရှိလာတဲ့အချိန်မှာတစ်ဖက်ကပြန်ပြီးတော့ဟောဒါတွေဖြစ်ပါလားဆိုတော့အရာမျိုးတွေလည်းဒါအများကြီးတွေ့ရရပေါ့နော်အဲ့တော့အဲ့လိုမျိုးအခြေအနေတွေပေါ်မှာဒါဒေါက်တာတို့အနေနဲ့ awareness ရအောင်ဘယ်လိုမျိုးဟိုပြုလုပ်ခဲ့ရတယ်လဲပေါ့နော် အမမြင်တာတော့လူတွေကအရင်တော့ကြောက်တဲ့အချိန်တုန်းကလည်းသူတဆုံးကြောက်ခဲ့တယ်ကြောက်တယ်မကြောက်တော့တဲ့အချိန်ကြတော့လေသူတို့လုံးဝမကြောက်တော့ပဲနဲ့အတူတူပါပဲဆရာဝန်နဲ့တင်တန်းစင်းဆိုတဲ့သူတွေနဲ့အတူတူပါပဲအငါဒါထိုးလိုက်ရင်ငါခင့်မိသွားဖို့အရေးဘယ်သူနဲ့ပဲထိုးကထိုးကထိုးလိုက်မယ်လို့ဖြစ်ပေါ်လာတဲ့အထီးကိုအရေးတွေတင်းလာကြတာဒါလေးတွေလည်းတွေးရတယ်အရေးတင်းလာတာပြဿနာမဟုတ် အဲ့မှာမှာ problem တွေကအများကြီးဖြစ်ပေါ်လာတယ် tissue တွေပုတ်သွားလို့ဖြတ်တောက်သွားတာတွေနဲ့ကိုယ်လက်အင်ကမစုံတော့တာတွေနဲ့အသက်တွေဆုံးရှုံးတာတွေနဲ့မျိုးစုံတွေဖြစ်လာတော့အမတီဆောက်ခဲ့တဲ့ဟာတွေကအလကားဖြစ်သွားခဲ့ရတာပေါ့နော်။ဈာမှာ industry တစ်ခုလုံးဒါတကယ်ကို image ထိုးကြခဲ့တာတွေဖြစ်ပေါ်ခဲ့ရတယ်စိတ်မကောင်းဘူးပြီးတော့အာဒီနိုင်ငံမှာမလုပ်တော့ဘူးနိုင်ငံခြားထွက်လုပ်မယ်ဆိုတော့နိုင်ငံခြားကိုငွေရိုစီးမှုတွေဖြစ်ပေါ်လာတယ်ဒါနိုင်ငံလည်းအများကြီးအထိနာခဲ့တယ် ဆိုတော့မကလေဟဲ့အဲ့လိုမျိုးကြလဲစိတ်မကောင်းဘောเนาะဘလို့လို့တူမာလဲဆိုတာလေးကိုတော့ဒါမကြခဏပြောဖြစ်ပါတယ် online ကနေလဲပြောဖြစ်ပါတယ်ဆိုတော့ program လေးမှာလဲပြောဖြစ်ပါတယ်မတို့တင်ကြားခဲ့ရတဲ့နှစ်တီးစေချောင်းရဲ့နှစ်အရှိကြီးဆိုတာအလကားမှမဟုတ်တာဒီမျက်နှာမှာအထက်ကအလွှာလွှာအလေးရည်အကုန်လုံးပြီးတော့ဘယ်နားမှာတော့ဘယ်သွေးကြော barnuff ဒါတွေအကုန်လုံးပေါ့ပါဖော်ဆာရှိတယ်အဲ့ကိုသွားလို့ရင်တော့ဘာဖြစ်မလဲတကယ်လို့တခြားမှာဖြစ်လာလို့ရှင်ကိုကဒီ complication ကိုဘယ်လို manage လုပ်မလဲဆိုတာတွေကဆောင်ရင်ဆောင်ဝင်မှတည်နိုင်မှာလေဆိုတော့ဟိုလိုမျိုး YouTube ကနေ online ကနေကြည့်ပြီးတော့ရက်တူပါပေါ်မှာအဲရက်တူနဲ့ပေါ့နှစ်ရက်သုံးရက်နဲ့ဩပါပေါ်မှာတော့ဒီလိုအဲ့နဲ့ဒီလိုထိုးပြီးဒီလိုညှစ်ထည့်လိုက်ရင်တော့ဒါဝင်သွားမှာပဲဆိုတာတော့မဟုတ်ဘူးလေဆိုတော့ မင်းစီမှာတော့ဒီလိုအနဲ့ထိုးပြီးတော့ဒီလိုညှက်ထဲလိုက်ရင်ဒါဝင်သွားပြီးတော့ဒီရုပ်ထွက်သွားမှာပဲအဲ့လောက်မဟုတ်ဘူးဒီရဲ့နောက်ွယ်မှာအများကြီးရှိရဒီပညာတွေကဘလို့မှတန်းမညှိလို့မရနိုင်ပါဘူးလို့ပြီးတော့ဆရာဝန်တွေမှာမတူတာကကြမ်းကြင်ခဲရတာတွေရှိတယ် ethics အတွက်ကိုဒါဆရာဝန်မဖြစ်ခင်ဒေါက်တာလို့အတက်မခံခင်ဘွဲ့ယူတဲ့ဘွဲ့ဘေးဘွဲ့မှာသူကကြမ်းသစ္စာကျင့်ဆိုရတယ်ဆိုတော့အဲ့ကြမ်းသစ္စာကျင့်ဆိုဖို့ သူကစမ်းချိန်ရဆိုလူစော်နည်းနည်းတော့လန့်တာပေါ့နော်ဖေဖေကိုတော့မမေးခဲ့တယ်ဟိုဖေဖေလို့အဲ့လိုချိန်ရတော့မယ်ပေါ့နော်မကြိမ်တာနဲ့ကြိမ်တာနဲ့ဘာတူလဲကိုလေးနေနေလမ်းပြောကလေးအဲ့တော့ကလေးပေါ့20ဘွဲရတဲ့ချိန်ဆိုတော့23ဟုတ်ကဲ့ဆိုတော့ဘေးမကြိမ်ရောကြိမ်ရောအဲ့ဘာတူလဲဘေးကပြောတယ် तू က तू ကလည်းဆရာဝန်ဟုတ်တမီးရဲ့ကြိမ်ရမယ်တဲ့ဟုတ်ဆိုတော့မကြိမ်တာနဲ့ကြိမ်တာနဲ့မှာထူးတယ်တဲ့ဩ ဘာထူးလဲလို့ဆိုမချိန်မဲနဲ့ကိုကအဲ့ချိန်မှာပေါ့ပါဇက်လေးပိတ်နေရောဘယ်သူကတည်ရမလို့လဲပေါ့ဆိုတော့ဟုတ်တယ်တဲ့လူတွေဒါယာနဲ့ချီပြီးတော့ရှိတယ်ဟောကန်းကြီးထဲမှာဘူးမမသိမဲကိုကကိုတည်ရတဲ့ကိုချိန်ထားလားမချိန်ထားလားကိုကကိုတည်တယ်ကိုဒီသစ္စာကိုချိန်ဆိုထားတဲ့အတွက်တသက်လုံးကိုကစောင့်ထိန်ဖြစ်သွားတယ်တဲ့ဥမာသမီးရဲ့တဲ့သမီးစီကို မတမိချက်တဲ့သူတော့မဟုတ်တမိမုန်းတဲ့သူပေါ့အရင်သူမိတ်ဆွေမခွဲတော့ဘူးဘသူလာလာတမိဒီ treatment မမှန်ကန်ကန်ပေးပြတ်သွားတယ်မဟုတ်ရင်လူဆိုတာဗတ်လိုက်တယ်ဆောင်ဝင်ဖြစ်လင်ကစားချစ်တဲ့သူဆိုတမျိုးလေကိုကြည့်မြရတဲ့သူဆိုလို့ရှိရင်တမျိုးလေဟုတ်တယ်မလားအဲ့လိုခွဲခြားဆက်ဆံဖြစ်သွားလိမ့်မယ်တဲ့အဲ့လိုတစ္ဆာကျင်ဆိုထားတဲ့သူကကြတော့ရုပ်လက်အမြတ်မရွေးတော့ဘူးအပ္ပစံရှိတဲ့သူဆိုတမျိုးမရှိတဲ့သူဆိုတမျိုးအဲ့လိုမဟုတ်တော့ဘဲနဲ့ तू ကတသားတဲ့မှန်ကန်တဲ့ treatment ပေးဖို့ तू က သူကသူစောင့်ထင်းစီးဆောင်ရတာပေါ့နော်အဲ့ဒါတွေမှာတော့ကြွားတယ်တဲ့အဲ့တော့တကယ်ကိုလူရောက်ပေါက်နေတယ်တော်ထဲမှာဖြစ်အောင်တောင်းတယ်နောက်ဆုံးဒရွာလေးတစ်ကောင်တစ်ခုဖြစ်နေလူတယောက်တစ်ခုဖြစ်နေလို့ကိုအယမ်းကယ်ချင်လာရင်တောင်မှာတဲ့ကိုရဲ့တစ္ဆာဆိုပြီးတော့ຫນွယ်မြတ်တစ်ပင်အတိုင်းစောက်ကိုင်းပြီးတစ္ဆာဆိုပြီးတော့ပေးရင်တောင်ဝေဒနာ တတစီတဲ့ဒါဆရာဝန်တွေတမားတော်တွေရဲ့တစ္ဆာတရားပဲတဲ့အဲ့တော့တမီးကျိန်ဆိုရမယ်တဲ့ဖခင်ပြောတယ်အဲ့တော့အမတို့ဆိုကျန်းကျိန်ခဲ့တယ်ကျိန်ဆိုခဲ့တယ်ဆိုတော့ဒါတွေဒီဆံဝင်မဟုတ်တဲ့သူတွေနဲ့ဟုတ်တဲ့သူတွေဒီလိုကျန်းသစ္စာကျင့်ဆိုတဲ့သူတွေမှာကွာခြားတဲ့ကွာခြားချက်တွေကတကယ်တော့ပြောမယ်ဆိုမကုံအများကြီးရှိနိုင်ပါလေဟုတ်ကဲ့ကွာခြားရမကွာခြားရတော့ဘာမှမဆိုင်ဘူးလားဟုတ်တယ်ဒီတာဝန်ယူမှုတာဝန်ခံမှုတွေကပါသွားတာပေါ့နော်ကိုယ့်စီကိုလာပြီးတော့ရုံရုံကြည်ကြည်နဲ့ကိုယ့်ရဲ့ မျက်နာကိုယ့်ရဲ့ခန္ဓာကိုထိုးအပ်လိုက်တဲ့အပေါ်မှာဘယ်လောက်ထိအကောင်းဆုံး treatment ပေးနိုင်လိုက်လဲဆိုတဲ့အရာပေါ့နော်ဟိုဖြစ်ချင်အောင်ဖြစ်ဟိုလက်တလုံးမှာသူတို့လိုချင်တာဒါဒါရရင်ပြီးရောဆိုပြီးလှုပ်ပေးလိုက်တာနဲ့တော့လုံးဝမတူတော့တည်တန့်ကြည့်ပြီးတော့ဟုတ်ကိုကိုကျိုးအတွက်ပဲကြည့်ပြီးတော့လှုပ်သွားပါတော့တကယ်ဆရာဝန်မဟုတ်ပဲ business သမားအရန်ဆန်လာတာမျိုးရမကြိုက်ဘူးဆရာဝန်ကတော့သမားကောင်ကစောင့်ကိုစောင့်အောင်ပါပဲဆိုတော့ say yes ပြောရမှာရှိသလို no လို့ညင်းကိုညင်းရမယ့်အခောက်တွေရှိတယ်ဟုတ်ကဲ့အဲ့တော့ဒါဒီငွေကြေးတစုံတရာအကြောင်း yes လို့ဇွတ်လုတ်ပေးလိုက်လို့မရဘူးဒါဆောင်ဝင်မှာ no ပြောရမယ့်ဟာရှိကိုရှိတယ်မုံချင်မုံစီအဲ့အမုံကိုခံယူပြီးတော့ no ပြောရမှာရှိကိုရှိတယ်ဆိုတော့ဒီခါလေးကြလို့ရှင်ခက်ခဲလားဆိုခက်ခဲတာရှိတယ်လောက်ခဲ့ရတယ်ကျန်းသစ္စာဆိုတော့လည်းခက်ခဲတာခက်ခဲတာပေါ့ဒါကြီးကျန်းချိန်ရတာကြီးကိုကြက်သိန်းနေအောင်ထားတယ်အဲ့ဒီအစ โอเคဟုတ်ပါတယ်အဲ့တော့ဟိုခဏဒေါက်တာပြောသလိုပေါ့เนาะတို့တို့တွေအလှချင်တဲ့သူတွေကမယုံတော့ရလဲအစုံစုံဒီမယုံကြောက်ခဲ့ကြတယ်ယုံတဲ့ချိန်မှာလည်းအဲ့လိုလွတ်မယုံဘူးပေါ့ကိုရွေးချင်မယ်ကိုရဲ့မျက်နှာကိုရဲ့ခန္ဓာကိုယ်ပုံအပ်မဲ့သူကတတိနာလဲတကယ်ကျွမ်းကျင်နေသူလားဒီလိုရှင်သုံးမဲ့အပစ္စည်းတွေစေဝါတွေရာစတကယ်ကောင်းမလားဆိုတာကိုလည်းအခုလိုနားလဲတကျွမ်းနေပညာရှင်တွေကလည်းအမြဲတမ်းဝေမျှပေးနေပါတယ်ဒီအချက်လေးကိုလည်းအမြဲတမ်းမျက်ခြေမပြတ်ပေါ့เนาะကိုရဲ့အသိစိတ်ထဲမှာရှိနေဖို့ကလိုအပ်ပါတယ်ပြီးတော့ဒါခဏပြောသွားတယ်အဲ ဆေး yes ဆိုတော့ yes ဆိုတော့ yes ပါပဲ no ဆိုတော့ yeah ဝင် no ပြောရမယ်ဆိုတာမျိုးပေါ့နော်ဒေါက်တာဆိုဆိုတော့အမြင်နဲ့တွဲသိနေရတော့ဒါ authentic beauty ကိုတအားတန်မိုးထားတဲ့သူတယောက်ဆိုတော့ဒေါက်တာနဲ့တွေ့ဒေါက်တာရဲ့အလှလေးအတိုင်းပဲအကုန်လုံးကိုလည်းသူ့ရဲ့ natural အတိုင်းတဘာဝအတိုင်းကိုလှသက်တော့ပိုလှစီခြင်းနဲ့အကြောင်းလေးအမြင်နဲ့ပြောရတယ်တကယ်လည်းအဲ့လိုဖန်တီးပေးနေရဆိုတော့လေဒေါက်တာရဲ့စိတ်ထဲမှာခံယူထားတဲ့ authentic beauty ဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါရှင့်ဟုတ် စောစောပြောသလိုပေါ့နော် yes တဲ့ no တွေရတော့အမအဲ့ဒါတွေရရှိရယ်ဆံမဒီပုံစံလေးဆိုပြီးတော့သူကဓာတ်ပုံလေးဗီဒီယိုတွေယူလာပြီးတော့ထိုးခိုင်းတာတွေအများကြီးကြုံမှုတာပေါ့နော်ဒါပေမဲ့အမပြောရယ်ဟုတ်တယ် तू ကဘိုးလေးဟုတ်ကဲ့တော့ဘိုးကိုက Asian လေး Asian နောက်မှာ Southeast Asian ဆိုတော့ကို feature တစ်မျိုးလေးဆိုတော့ तू က ဒီ feature နဲ့ဒီ feature တွေရှိလို့ဒါနဲ့ like ပေးမယ်ကိုကမ like ဘူးအဲ့အတွက်ကြောင့်မလို့မလုပ်ပေးနိုင်ဘူးအဲ့အတွက်ဒါပေမဲ့ဒီနေရာမှာဒါလိုတယ်အမသူ့ကိုကြည့်ပြပြီးတော့ဒါလေးလုံမှာ တင့်တော်မယ်ဒါမျိုးလေးတွေမအားလို့ဘက်ကပြောပေးတယ်ဆိုတော့ဒါမှလည်းသူမနစ်နာမှာကုံဟာဂျိုးနတ်မှာပေါ့နော်မဟုတ်ဘူးဆိုသူခမရကုံဟာပြီးတော့နောင်နာတွေပိုင်ပြီးသူ့အတွေ့အကြုံတိုင်းသူ့ဝေဖန်တာသူခံနေရရင်မကောင်းလေကိုလုံးပြီးတော့တချို့ကလည်းအဲ့လိုပြောခံရတယ်မျက်နာနဲ့ပတ်သက်ပြီးတော့ဆိုတော့အချို့ချို့သူတို့ကအဲ့လိုမျက်စိစုံမိတ်ပြီးတော့ ဖြစ်သွားရပေါ့နော်လုံးဝ blinded ဖြစ်သွားရတယ်စိုက်ကိုထက်ခံလိုက်ရသူဖြစ်သွားပေါ့ brain wash တွေဝိုင်းလို့တော့အတူတူပါပဲဘယ်သူထိုးထိုးတူတူပဲဒါပဲဆိုမဟုတ်ဘူးလက်ရလက်သားတွေကွာတယ်နောက်ဆုံး final ထွက်လာမယ် result တွေ log တွေကကွာတယ်အဲအဲ့ဒါလေးတွေမှာဟိုမာဒီ authentic beauty ဆိုတာလေးတွေလူတွေအလက်ခံလောင်စစ조사နေတယ်လူတွေအခုကဟိုစောပြောဆိုတဆုံးပေါ့နည်းနည်းအစွန်းရောက်တဆုံးပဲလုံးမယ်ဆိုတာကြီးပဲဆိုတာကြီးအဲ့တော့သူကအဲ့လိုပြင်လိုက်လို့ ငါပစံကုံထားရဲ့ဒါငါပြင်ထားတယ်ငါခင်မိထားတယ်ဆိုတော့တိစေချင်တယ်အင်းတိတာစေချင်တာအဲ့တော့ပြွတ်ပြွတ်ပြတ်တဲ့ဖြစ်နေရဟိုဂျိုသားဖြစ်နေရတယ်သူတို့မသိဘူးဖြစ်နေရယူအမမရမကဒါဒါမှားနေတဲ့လမ်းကြောင်း authentic beauty ဘက်ကိုပဲသွားမယ်ဆိုတာကိုအခုလက်ရှိမှာအမပြောမယ်ဆိုလို့ရှင်တော်တော်လုံနေတယ်ဒါအခု right now ပေါ့နော်အမအခုအဲ့ဒါကိုအရန်လုံနေတယ်အဲ့ campaign run နေရတယ်ပေါ့နော်မဟုတ်ရင်ဟို နိုင်ငံခြားအခုမြန်မာတွေအများကြီးထွက်နေကြတယ်ထွက်လေနေ။အော်မြန်မာတွေအဲ့လိုယုံကြည်လားဖြစ်သွားမယ်။ဖြစ်ဘူး။သူတို့အရင်လည်းမကြောက်စေချင်တာလေ။ကိုကဘာလဲဆိုတော့ဟိုမတို့အခုခရီးတဲ့အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုကားတစီးပေါ့တက်စီးတယ်။အဲကားပေါ်တက်တိုင်း accident ဖြစ်တာလား။သက်ဆုံးရှုံးတာလား။ထိခိုက်ကျိုးပဲ့တာနော်။ပြတ်တောက်သွားရင်ရှိရောလား။မဟုတ်ဘူး။အဲ့တော့ကိုတက်စီးတဲ့ကား ခီးစက်တောင်းနေကိုတက်စီရဲ့ကားဒီကားဒီကားရဲ့တန်တယ်ရဲ့မာကျောမှုဒါကားရဲ့ quality ကားရဲ့ sensor တွေကောင်းလားဒါလည်းတပိုင်းဒါ product quality ပေါ့နောက်တစ်ခုကခုကိုဒီခရီးကိုခေါ်ဆောင်သွားပေးမဲ့ driver ဒီ driver ရဲ့ ethics သူရဲ့ experience ကားမောင်းလာရဲ့တတ်တမ်းဘလောက်ကြာပြီလဲအဲ့တတ်တမ်းတလျှောက်မှာရောသူအမားကင်းအောင်မောင်းနိုင်ခဲ့လား accident တွေတစ်ချိန်လုံးဖြစ်နေသလားဆိုတော့သူ့ရဲ့နာမည်ကောင်းရှိလားတကယ် license ရ driver လား ဒီတိုင်းတက်မောင်းနေတဲ့ driver လားဒါတွေကိုလည်းကြည့်ရမှာဖြစ်တယ်လို့ဒီ driver က safety ပေါ့နော်ဒီခီးတဲ့အတွက် safety သူ seatbelt ပတ်ဖို့သူပြောမယ်ကိုကလည်းပတ်ရမယ်ကိုကလည်းဗျံပရာသွားနေလို့မရအောင်လေအဲ့တော့ तू ကလည်းညွန်ကြမယ်ကိုကလည်း seatbelt ပတ်မယ်ပြီးတော့ तू ကဒီ driver ဒီကားလေးကိုလည်းချစ်တယ်နော်စိတ်ဝင်စားတယ် passionate ဖြစ်တယ်ငါကားလေးနော်ဘိန်းနေရပန်းပါနေလား break တွေကောင်းလား sensor တွေကောင်းလားလေထိုးရမယ်ဆိုရင်လေထိုးရမယ်သကားလေးကယူဆိုင်နေသလားပေါ့နော် လုံးဝစိတ်မဝင်စားဘူးဒီအလုပ်ကိုလုပ်တာလုပ်နေရ income တစ်ခုတည်းအတွက်လုပ်နေတာကားကိုတော့လုံးဝစိတ်မဝင်စားဘူးခီးစက်ကိုလုံးဝစိတ်မဝင်စားဘူးလားစိတ်ဝင်စားလားဒါတွေအကုန်လုံးဒီဒီအဖက်ဖက်ကပြည့်စုံရင်ဒီကားပေါ်မှာတူလိုက်ပါတယ်ခီးတဲ့ဒီသူ့လိုရာခီးလဲရောက်မယ်ဟုတ်ကဲ့ safe လဲဖြစ်မယ် safe လဲဖြစ်မယ်အဲ့တော့ကြောက်တဲ့နာနဲ့မကြောက်တဲ့နာမှာခွဲခြားပြီးတော့မြင်တတ်ဖို့လိုအပ်တယ်လို့တော့ မြင်ပါတယ်မှာဟုတ်ကဲ့ဟုတ်ကောင်းတယ်ရှင်းရှင်းပြရအောင်စာတင်နေတယ်လို့ပဲဟုတ်တယ်မစာတင်နေစာဆိုတော့စာတင်ပြီးဒီစာလေးရှင်းရတယ်ခင်ဗျာပြရတာလေအဲ့ဒါလေးကိုရန်စင်တို့ရင်အရန်သဘောကျရပါတော့ဒါဒေါက်တာအနေနဲ့ဆိုရင်အဲ့ဒီဒီ platform အမျိုးမျိုးကနေပြီးတော့မှအဲ့ဒီ aesthetic နဲ့ပတ်သက်တဲ့ knowledge တွေကိုလေ video လေးတွေအမြဲတင်ပြီးရောလေအာကိုယ့်ကဒေါက်တာအနေနဲ့ဒေါက်တာစီလာတဲ့ patient တွေရောနောက်ပြီးတော့ဒီ ပြောမှဆိုရင်ဒီအမျိုးမျိုးအနေနဲ့ကလူတွေပေါ့နော်။ဒီဟာနဲ့ပတ်သက်ပြီးအလားပေါက်စိတ်ဝင်စားတဲ့သူတွေခုနပြောရွေးချယ်မှုမမှားအောင်ပေါ့နော်။သူတို့အဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒေါက်တာအမြဲတမ်းဝေမျှပေးနေကြ။နောက်တစ်ခါကျဒေါက်တာဒီ aesthetic industry နဲ့ပတ်သက်ပြီးတော့ကိုရိုင်းကလည်းဒီတိုးတက်လာအောင်ဆောင်ရွက်နေတဲ့သူတရားဖြစ်တဲ့အတွက်ကြောင့်ဒေါက်တာအနေနဲ့ဒီနောက်ပိုင်းမှာပေါ့နော် aesthetic နဲ့ပတ်သက်ပြီးတော့ future plan အနေနဲ့ဘာတွေများရှိလဲဆိုတာလေးအဲ့ဒါလေးကိုလည်းဝေမျှပေးစေချင်ပါတယ်ဒေါက်တာ။ဟုတ်။မအားတော့ဒါကိုခင်းခဲ့တဲ့လမ်းလေးပေါ့နော်။ ပြန်ကြည့်လိုက်ရင်ဒီလမ်းလေးကဒီကတ္တရာလမ်းလေးဆိုကတ္တရာလမ်းလေးကလှပဖြောင်ပြူးနေရပဲမြင်ချင်တာလေဟုတ်ကဲ့ကိုပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာကြောက်ခဲတလဲခဲအကုန်လုံးဒီလိုမျိုးကြီးလမ်းပြကြီးလိုမျိုးမြင်ရရင်မဆိတ်မကောင်းအဲ့တော့ဘလိုပဲဖြစ်ဖြစ်တော့ပြန်ကောင်းလာအောင်ပြန်လုံးမှာပဲဟုတ်ကဲ့ပြန်လုံးမယ်မတို့ဆရာဝန်တွေလည်းဒီထက်ပိုပြီးတော့စီစီလုံးလုံးနဲ့ဟုတ်ကဲ့အာခိုင်ခိုင်မာမာနဲ့ပေါ့နော်လူတွေရဲ့ trust လည်းရှိရမယ် ဒီလိုတောက်ခဲသလဲမရောအောင်လဲမတို့ဂယုဆိုက်ရမယ်အပြီးတော့နိုင်ငံခြားငွေယိုစည်းမှုတွေမဖြစ်ဘဲနဲ့တကယ်လဲသွားလောက်ရတဲ့သူတွေမှာသွားတဲ့ဒုက္ခတွေရှိတယ်ကုန်ကြစိတ်တွေပူရာတွေရှိတယ်ကိုနိုင်ငံမှာမမှန်ကန်ကန်ရှိနေပါလေရနဲ့အဲ trust တစ်ခုပေါ့နော်ပြပြအောင်မလုတ်ဖဲနဲ့ဟုတ်ကဲ့ဒါရတီဆောက်ရတာခတ်တာလေပြက်ချင်လွယ်လွယ်လေးဟာဒါလေးကိုမတို့စီစီလုံးလုံးနဲ့ဝိုင်းဝန်းပြီးလုပ်မယ်ဆိုရင်မယုံကြည်ပါတယ်ဟုတ် အရန်ကောင်းလာဒီထက်ကိုအများကြီးကောင်းလာအောင်မှာပါ aesthetic ကမတို့ဒီအင်းနီနာချင်းအခြား sector တွေတော့မပြောတတ်ပေမဲ့ aesthetic မှာတော့အင်းနီနာချင်းတွေထက်မြန်မာပြည်ကတာကိုတာပါတယ်အဲ့တော့ now future မှာလည်းဒီထက်ပိုကောင်းလာမယ်လို့အမအကောင်းဘက်ကနေမျှော်လင့်ထားပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါ ပြောမယ်ဆိုလို့ရှိရင်ဒေါက်တာတို့လိုမျိုးတကယ်ပေါ့နော် educated ဖြစ်တဲ့သူတွေတကယ်အော်ဒီလိုမျိုးအတွေ့အကြုံရှိရတဲ့သူတွေကဥစားပြီးတော့လုပ်နေတော့ပြီးတော့စိတ်ချရတယ်ပေါ့နော်ပြီးတော့ဒီလိုမျိုး awareness တွေကိုလည်းအာဒါအမြဲတမ်းဒီလိုသက်ဆိုင်ရာ program တွေရနေပြီးတော့တောက်လျှောက်ပေးနေတာလည်းပဲဒါပြည်သက်တွေအတွက်အကျိုးထူးမှဖြစ်ပါတယ်ဆိုတော့အလားပါအောင်ချစ်မြတ်နိုးတဲ့ဒါပြည်သက်တွေအတွက်ပေါ့နော်ဒီမှာကြည့်နေခင်ဗျူကြီးစီစဉ်ကြည့်နေပြည်သက်တွေအားလုံးအတွက်ကောအာဒါဒါဘယ်လိုမျိုးအကြံပေးစကားလေးနှုတ်ဆက်စကားလေးပြောချင်ပါလဲ မှန်တယ်ကိုကြည့်လို့ရှင်တို့ဒီလိုမျိုးလှုပ်ပြီးတော့ကြည်နေပြီလားလို့ကိုမျက်နှာလည်းပင့်တင်ဇင်းနေပြီ surgery လည်းမလုပ်ရဲဘူးကျိုးတွေလည်းမထိုးရဲဘူးထိုးလည်းမထိုးချင်ဘူးနော်အမျက်နှာကိုမှန်တယ်ဒီလိုကြည်နေရပြီဆိုရင်တော့ပန်ပဲပြေးလာလိုက်ပါတော့လို့မျက်နှာတော့ လိုလေးတင်းတင်းမိကြီးอ่ะကိုမသာရှင်းရလိုက်တယ်ကိုတော့အရွယ်တစ်ခုရောက်နေပြီဒီလိုတင်းလိုက်အမြဲတမ်းမှန်ကြည့်နေတယ်အဲ့ဒါဒီနေရာလောက်ပါတယ်လေဒီနေရာလောက်ပါတယ် ော့ကိုပဲဖြစ်နေတာလားဆိုတော့မဟုတ်ဘူး။လူတိုင်းလူမျိုးများအားရှိပါရီ။ဟုတ်ကဲ့။နောက်ပါလူတိုင်းကယူဆရအောင်နော်ဆိုတော့ဒေါက်တာပြောသလို authentic beauty true beauty လေးနဲ့လှတတ်ပူပူလှပြီးရောဟိုဇရာကိုတတ်နိုင်တယ်လားဆိုတော့စန့်ကျင်နိုင်လို့ရှင်တာနေရာပို့ပြီးတော့လည်းပြောစရာကောင်းလာမှာဟုတ်ပါရဲ့။အဲ့တော့အမြင်နဲ့ဆိုတော့လှပနဲ့ပတ်သက်ပြီးတော့အဲပြီးတော့တခြားအကြံဉာဏ်ကောင်းတွေရောအမြင်နဲ့ဝင်ပြပြီးတော့ဒေါက်တာကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဟုတ်ပါတယ်။မာလေဒါဝါသနာရဆိုတော့ညဝေရအရင်ပြောပါတယ်။ဟုတ်ကဲ့ပါ။ အဲ့တော့ဇင်တို့အချိန်အတိုင်းတားလေးရဒီလောက်ပဲမေးလိုက်ဖြစ်တယ်ပေါ့ဟုတ်တယ်ဆိုရင်တော့အများကြီးထပ်ပြီးတော့မေးချင်ပါတယ်ဒေါက်တာ